ကျွန်တော်ဒီမှာက966သုံးလုံးပေါင်းကြီးဒီခွန်လို့ထည့်တယ်နော်966သုံးလုံးပေါင်းကြီးဒီခွန်လို့ဖြစ်တယ်656သုံးလုံးပေါင်းကြီးဒီခွန်လို့ဖြစ်တယ်နော်948သုံးလုံးပေါင်းကြီးဒီခွန်လို့ဖြစ်တယ်နော်646သုံးလုံးပေါင်းကြီးဒီဒါလို့ခွန်လို့ဖြစ်တယ်ပေါ့နော်အခုကျွန်တော်တို့ခွန်9 1သုံးလုံးပေါင်းကြီးဒီခွန်လို့ဖြစ်တယ်ပေါ့နော်သုံးလုံးပေါင်းကြီးဒီခွန်လို့ဖြစ်တဲ့ခါကျတော့တင်တော့ပြီပေါ့ဒါကတော့ကျွန်တော်လူလိုင်းတွေ့ပါတယ်နော်ဒါဒီတင်တော့ပြီကတော့လူလိုင်းတွေ့တယ် ော်တို့965 966သုံးလုံးပေါင်းကြီးဒီခွန်656သုံးလုံးပေါင်းကြီးဒီခွန်948သုံးလုံးပေါင်းကြီးဒီခွန်46 6သုံးလုံးပေါင်းကြီးဒီခွန်နော်နောက်ပြီးကြတဲ့ဘက်ကတော့၄ကက်မှာကျွန်တော်၄ကက်ဒီခြင်တဲ့ခါကျတော့အဲဒီ၄ကက်ဒီမှာတော်တော်လေးကိုဖြစ်သွားတယ်ဗောနော်ကျွန်တော်က90တွဲကိုဒီပိုင်း96တွဲပေါ့နော်90တွဲနဲ့96တွဲနဲ့ပေါ့နောက်ပေါက်30ကိုတွဲနောက်ပေါင်းကြီး5လို့ရိုက်တာပေါ့ဗျာနော်အဲ့လိုပုံစံနဲ့အဲ့ဒီခွန်5ပြားကိုကျွန်တော်က2 5ပြားနဲ့ညံသွားကြည့်မယ်နော် ခွန်ဟားပြားကိုနှင်းဟားပြားနဲ့ခွန်ဟားပြားကိုခွန်ဟားပြားနဲ့ပေါ့နော်ခွန်ဟားပြားကိုခွန်နှင်းဟားပြားနဲ့ပေါ့ဒီဟွာကတော့အတူတူပါပဲပုံပြန်ခွဲလေကျွန်တော်တို့ဒီပုံစံပဲတွားမှာပါပဲနော်ဒီသလုံးပို့လိုက်တာလေဒီသလုံးပေါင်းကြီးဒီကိုနော်ရှင်းကားတော့သလုံးပေါင်းကြီးဒီကိုကိုကိုကျွန်တော်တို့တုံးနဲ့ပေါင်းလို့ရှိရင်နှစ်နော်ခွန်ပါပါသလုံးပေါင်းကြီးဒီခွန်ပါပါနှစ်ရှင်းကားချောက်သလုံးပေါင်းကြီးဒီကို လုံးနဲ့ပေါင်းလို့ရှိရင်နှစ်ခွန်ပါပါသုံးလုံးပေါင်းကြီးဒီခွန်ခွန်ပါပါနဲ့အဲ့ဒီမှာငါးနဲ့ဆောင်နဲ့ပေါင်းလို့ရှိရင်တစ်ပါပါသုံးလုံးပေါင်းကြီးဒီသုံးလုံးပေါင်းကြီးဒီ6 6ကိုဒုညနဲ့ပေါင်းလို့ရှိရင်6ဆိုလိုချင်တဲ့တိပယ်ကထိတ်ကိုအပိုင်လိုက်တယ်နောက်ဘေးကိုအပိုင်ထည့်လိုက်တယ်ပေါ့ဒါကတင်နောက်ဘေးကိုကင်ထားတဲ့ကမှာလို့ထိတ်ပါ BC ထည့်လိုက်တယ်ပေါ့နော်အဒီဒီပြည့်စင်လေးကိုကျွန်တော်ကသွားပြသွားပြကြည့်မယ်နော်ဟိုထက်တာတော့ကိုက်တာလည်းပါတယ်မကိုက်တာလည်းပါတယ်နော်ဒါပေမဲ့ထက်တာလည်းပဲမထက်တာလည်းပါတယ်နော်ပြီးကြမှာကျွန်တော်ရှင်းပြပေးမယ်ပေါ့နော်ဆိုလိုချင်တဲ့တိပယ်က966သုံးလုံးပေါင်းကြီးဒီခွန်ကို ရှင်ကားသုံးသုံးလုံးပေါင်းကြီးဒီရှင်ကား6သုံးလုံးပေါင်းကြီးဒီကိုကိုနှလုံးပေါင်းကြီးသုံးနေပါလို့ရှင်နှစ်နော်အဲ့မှာကျွန်တော်တို့36ပဲ36ပဲသုံးလုံးပေါင်းကြီးဒီ836သုံးလုံးပေါင်းကြီးဒီခွန်နော်သုံးလုံးပေါင်းကြီးဒီခွန်ဒီမှာကျွန်တော်တို့656သုံးလုံးပေါင်းကြီးဒီခွန်ခွန်လို့ရိုက်လိုက်ပြီ866သုံးလုံးပေါင်းကြီးဒီ866သုံးလုံးပေါင်းကြီးဒီသုံးရနော် သုံးလုံးပေါင်းကြီး၈၆၆သုံးလုံးပေါင်းကြီးဒီဒုညာကိုနှလုံးပေါင်းကြီးဒီနှစ်နဲ့ပေါင်းလို့ရှိရင်၈၆၆သုံးလုံးပေါင်းကြီးဒီဒုညာကိုနှလုံးပေါင်းကြီးဒီနှစ်နဲ့ပေါင်းလို့ရှိရင်နှစ်အဲ့ဒီမှာကျွန်တော်တို့၃၆၆သုံးလုံးပေါင်းကြီးဒီငါ9ခွန်5သူက86နဲ့ပေါင်းလို့ရှိရင်1ကြောင့်မို့85 3 6ကိုဒုညာထိနေ6 6နဲ့9နှလုံးပေါင်းကြီး1ကို8 6 6သုံးလုံးပေါင်းကြီးဒီဒုညာဒုညာကို6ဒီစီနဲ့ပေါင်းလို့ရှိရင်6နှလုံးပေါင်းကြီး1ကို1ပါပါ၄လုံးပေါင်းကြီးဒီ6 6ထိနေ6ပိနဲ့သုံးလုံးပေါင်းကြီးဒီငါ9နဲ့နော် အဲ့ချိန်မှာမှကျွန်တော်တို့ယူမယ်ဆိုရင်သုံးလုံးပေါင်းကြီးဒီငါးခါသုံးလုံးပေါင်းကြီးဒီလေးလေးခါနော်6ခါ6သုံးလုံးပေါင်းကြီးဒီခွန်ခွန်ကြီးခွန်ခါအဲ့မှာကျွန်တော်တို့9လေး8သုံးလုံးပေါင်းကြီးဒီခွန်အဲ့9လေး8သုံးလုံးပေါင်းကြီးဒီခွန်ကိုကျွန်တော်တို့ဒီမှာကျွန်တော်3 3 6 8သုံးလုံးပေါင်းကြီးဒီခွန်ခွန်ကိုကျွန်တော်တို့ခွာငါးနဲ့ပေါင်းလို့ရှိရင်နှစ်ခွန်ပါပါနှစ်အဲ့မှာကျွန်တော်တို့6 9 8သုံးလုံးပေါင်းကြီးဒီ3ခွန်ခါ3နော်ဒီကောင်ခွန်ခါ3မှာမှတ်တက်လိုက်အဲ့မှာကျွန်တော်တို့နှလုံးပေါင်းကြီးဒီ9 ကိုဒီကျွန်တော်တို့368သုံးလုံးပေါင်းကြီးဒီရှစ်ရှစ်ကိုကျွန်တော်တို့6သိန်းနဲ့ပေါင်းလို့6လေတာနဲ့ပေါင်းလို့ရှင်လေးနော်သုံးလုံးပေါင်းကြီးဒီရှစ်ရှစ်ကို6နဲ့ပေါင်းလို့ရှင်လေးကိုထိရှစ်ပေကွာခွန်နော်ခုဒီမှာကလေးခွန်6သုံးလုံးပေါင်းကြီးဒီခွန်အဲ့ဒီခွန်ကိုကျွန်တော်တို့686သုံးလုံးပေါင်းကြီးဒီတုံညာတုံညာကိုကျွန်တော်တို့နှလုံးပေါင်းကြီး2နဲ့ပေါင်းလို့ရှင်နှစ်ခွန်ပါပါနှစ်အခွန်ပါပါနှစ်လို့ဖြစ်တာနဲ့ဒီပိုင်းနဲ့နှလုံးပေါင်းကြီးဒီတက်လေးနဲ့ခွန်နဲ့ပေါင်းလို့ရှင်တက်တက်ပါပါဒီ686သုံးလုံးပေါင်းကြီးဒီတုံညာတုံညာကို6သိန်းနဲ့ပေါင်းလို့ရှင်6တက်ပါပါလေးလုံးပေါင်းကြီးဒီ6 6ထိပ်6ပိတ်966တုံးလုံးပေါင်းကြီးတိတိ9931နော်9931 966အဲ့ကြတော့တို့1နဲ့6ထိပ်နဲ့6ပိတ်နဲ့တုံးလုံးပေါင်းကြီးတိကို9စီ9လေတာကိုတုံးလုံးပေါင်းကြီးတိ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 လေတာဒါကကျွန်တော်တို့၅ခက်မှာပေါ့နော်အဲသူသွားတာမသွားတာယူမယူဒါပဲဒီတိတိတိနောက်တွဲရတော့ဟိုလိုင်းပေါ်မှာတော့ဟိုဟော့နေတာပေါ့ပြောပြောပြနေတာပေါ့နော်အတွေ့များနေတာပေါ့နော်အဲ့မှာသူလာတာကျွန်တော်ဆိုလိုချင်တဲ့တွေလာတာအတွေ့လိုက်လာတယ်ဆိုတော့ပြောချင်တာပေါ့နော် အဲ့မှာကျောင်း686သုံးလုံးပေါင်းကြီးတုံညာအစောကြီး686သုံးလုံးပေါင်းကြီးတုံညာတုံညာကိုကျွန်တော်နှလုံးပေါင်းကြီးညှိနေတယ်ပေါ့လို့ဆိုနေအခုကျွန်တော်တို့968သုံးလုံးပေါင်းကြီးတုံ6 968သုံးလုံးပေါင်းကြီးတုံ6လို့တင်းနောက်ပေးဝင်လာနဲ့တပြိုင်နဲ့သူကဒီ968သုံးလုံးပေါင်းကြီးတုံ6ကိုကျွန်တော်တို့ဒီမှာကနှလုံးပေါင်းကြီးတုံ6နဲ့မှနှစ်ဖြစ်မယ်ဆိုရင်မြစ်ထိဆိုတော့ကျွန်တော်တို့ဒီပြတင်းနောက်ပေးတဲ့လေတိုင်းကိုကန်ကျင်နေဆိုရင်တင်းနောက်ပေးနဲ့ တစ်ခုနောက်တွဲကိုကန့်ကျင်နေဆိုနှစ်ထည့်စီနဲ့ကန်ရမယ်လို့ဆိုလိုချင်တာပေါ့နော်ဒီသုံးလုံးပေါင်းကြီးဒီခွန်ကိုနော်6 6တဲ့သုံးလုံးပေါင်းကြီးဒီ6 6ကိုနှလုံးပေါင်းကြီး6နဲ့ပေါင်းလို့ရှိရင်နှစ်ခွန်ပါပါနှစ်ဆိုပြီးတော့သွားရတယ်အဲ့ဒါသွားတဲ့အချိန်မှာကျွန်တော်ခွန်9 3 9ဆိုပြီးတော့ခွန်9 3 9ဆိုရင်6နှစ်တဲ့သုံးလုံးပေါင်းကြီးဒီ9ဆိုပြီးတော့ကွာ3အဲ့မှာကျွန်တော်နှလုံးပေါင်းကြီးဒီ6နှလုံးပေါင်းကြီးဒီ6ဒီ6ပါပါ6 6နဲ့သုံးလုံးပေါင်းကြီးဒီခွန်ခွန်နဲ့4နဲ့ပေါင်းလို့ရှိရင်1နော်နှလုံးပေါင်းကြီး6ကို4လုံးပေါင်းကြီးဒီ1ဆိုပြီးတော့2ထည့်1ပိတ်ကွာ3ဒီခါ ဟောနှစ်ထိပ်တိပိခွာတုံးတခါဒါကတို့တို့ဒီငါးခဲမှာကဆိုလိုချင်တဲ့တိပိကတင်တော်ပိကိုကန်ကျင်နေဆိုလိုချင်နှစ်ထိပ်စီလေးနဲ့ထည့်အသုံးပြုရမယ်ပေါ့နော်အဲ့လိုပြောချင်တာကဘာလို့လဲဆိုတော့ဒီနေ့မှာကျွန်တော်တို့အများကြီးကျွန်တော်တို့စီနီယာကျော်တွေဒီငါးကက်တီကအများကြီးစီနီယာကျော်တွေငါးကက်တီကအများကြီးဘာလို့အတိုင်းပဲလဲမညီလာတွေဒါကကျွန်တော်ဒီညီတဲ့ဖြစ်စဉ်လေးကိုတွားပြလိုက်တာနော်အဲ့လိုမညီလာတွေကအများကြီးရှိသေးတယ်ဒါပေမဲ့ဒီနှင်းကားလုံးခွန်ကားလုံး ရိုက်တာတွေရှိတယ်မရိုက်တာတွေရှိတယ်ခွန်ကား၃တစ်ခု9539ခွန်ကား၃9ငါးလုံးရိုက်တာတွေရှိတယ်မရိုက်တာတွေလည်းရှိတယ်ခုနကဆိုလိုချင်တဲ့အဓိပ္ပာယ်ကသုံးလုံးပေါင်းကြီးဒီကိုကိုကိုသုံးနဲ့ပေါင်းလို့ရှိနှစ်ဆိုလိုချင်တဲ့အဓိပ္ပာယ်သုံးလုံးပေါင်းကြီးဒီသုံးသုံးကိုကိုနဲ့ပေါင်းလို့ရှိနှစ်နော်သုံးလုံးပေါင်းကြီးဒီ3936သုံးလုံးပေါင်းကြီးဒီ3936ကို9နဲ့ပေါင်းလို့ရှိနှစ်နော်636သုံးလုံးပေါင်းကြီးဒီ9 9ကို9နဲ့ပေါင်းလို့ရှိနှစ်နော်68 668သုံးလုံးပေါင်းကြီးဒီ3 3ကို9နဲ့ပေါင်းလို့ရှိရင်2 496သုံးလုံးပေါင်းကြီးဒီ ကိုကိုတုံးတဲ့ပေါ်လူရှင်နဲ့သူလည်းခွာတော့နော်ဒီခွန်ကားတုံးတဲ့ကိုနေရောက်တော်မှာဆိုလို့သူလည်းခွာတော့ခွန်ကားတုံးတဲ့ကိုသူလည်းခွာတော့နှစ်ကားလုံးကြည့်လည်းခွာတော့ခွန်ကားတုံးတဲ့ကိုသူလည်းခွာတော့နော်ဒါကတော့ငါကမှသူဖြစ်တာပေါ့နော်ဒါကြောင့်ညီလာလေးနဲ့211ဆိုတဲ့ကဏ္ဍမျိုးထိုးမယ်ဆိုလည်းထိုးလို့ရတယ်နော်ထိုးမယ်ဆိုလည်းထိုးလို့ရတယ်ကျွန်တော်တို့အဓိကအခုအချိန်နေစက frame ပဲနော်အဓိကကျွန်တော်တို့ frame ရှိတာနော်ဒီက frame ရှိတယ်ဆိုတာကသဘောတရားနမူနာပေါ့ဗျာနော် ဇလုံးပေါင်းကြီးဒီနှစ်နှစ်ကိုကျွန်တော်တို့၃နှစ်ပေါင်းလို့ရှိရင်ငါနော်နှစ်ကို၃နှစ်ပေါင်းလို့ရှိရင်ကနှလုံးပေါင်းကြီးဒီ၁၀၁၀ကိုကျွန်တော်တို့၆နှစ်ပေါင်းလို့ရှိရင်၆နော်နှလုံးပေါင်းကြီးဒီ၈၈ကိုကျွန်တော်တို့၉နှစ်ပေါင်းလို့ရှိရင်ခွန်နော်နှလုံးပေါင်းကြီးဒီ၂၂ကိုကျွန်တော်တို့၆နှစ်ပေါင်းလို့ရှိရင်၈၅၆ခွန်၈၈နှလုံးပေါင်းကြီးဒီ၅၅ကိုကျွန်တော်တို့၉ဖြစ်ဖို့ရတဲ့၅၆ခွန်၈၉ဖြစ်ဖို့ရတဲ့လက်ချိပို့၅၆ခွန်၈၉လက်ချိနော်အဲ့ဒီ၅၆ခွန်၈၉လက်ချိလို့ တဲတာနဲ့တပြိုင်နဲ့နောက်ခုနကဟာကိုကျွန်တော်ပြန်ပြီးတော့လှည့်ပါနော်ပြန်ပြီးတော့လှည့်မှာအလီဝေးတဲ့မင်္ဂလာပါစေဟုတ်ကဲ့ပါဗျခုနကဟာကိုကျွန်တော်ပြန်လှည့်တာဒီလိုယူတဲ့ဟာတွေကျတော့တချို့လဲယူကြရတယ်ပေါ့နော်ကျွန်တော်တို့ကျတော့အများတော်ပြီးတူးဒီမှာဖြစ်တတိတိမှာဖြစ်အဲ့လိုမျိုးဆိုတုံးခဲတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီနှလုံးပေါင်းကြီးဒီ6ခုကိုကျွန်တော်တို့နှလုံးပေါင်းကြီးဒီ6နှလုံးပေါင်းကြီးဒီ6ခုနှစ်နဲ့ပေါင်းလို့ရှိရင်8ပေါ့8ခုသုံးလုံးပေါင်းကြီးဒီ9နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့9ပဲသူကဒီသုံးလုံးပေါင်းကြီးဒီ9ခဲ့တာကို ဒီမှာပြန်ပြီးတော့3 5 6မှာ6နောက်ပဲပေါ့နော်ဒီ3လုံးပေါင်းကြီးတွေရှိ8ကို3လုံးပေါင်းကြီး9ပေါင်းလို့ရှိရင်9ပဲဒီ4လုံးပေါင်းကြီးတွေ4 4ကိုကျွန်တော်တို့9နဲ့ပေါင်းလို့ရှိရင်9ကိုကျွန်တော်တို့3လုံးပေါင်းကြီးတွေ9ပေါင်းလို့ရှိရင်6ပဲနော်4လုံးပေါင်းကြီးတွေ4 4ကိုကျွန်တော်တို့6နဲ့ပေါင်းလို့ရှိရင်3ည3ညကိုကျွန်တော်တို့9 8လေး3လုံးပေါင်းကြီးတွေ9နဲ့ပေါင်းလို့ရှိရင်9ပဲနော်ဒီ4လုံးပေါင်းကြီးတွေ6 6ကိုကျွန်တော်တို့9နဲ့ပေါင်းလို့ရှိရင်1 1ကိုကျွန်တော်တို့4 9ကျွန်တော်3လုံးပေါင်းကြီးတွေ9နဲ့ပေါင်းလို့ရှိရင်8ပဲအဲ6 9ဒီမှာကျွန်တော်တို့9မှလား အဲ့မှာဆိုကျွန်တော်တို့ဘာဖြစ်လို့ဒီမှာကကျွန်တော်တို့သုံးလုံးပေါင်းကြီးဒီခွန်လို့တင့်တော့ပြီးယူထားတဲ့ခါမှာဒီမှာကျွန်တော်နှလုံးပေါင်းကြီးဒီနှစ်နှစ်ကိုလေးနဲ့ပေါင်းလို့ရှိ6 6ကိုကျွန်တော်တို့ဒီမှာကကိုဖြစ်ဖို့အတွက်သုံးနှစ်မှာကိုဖြစ်မယ်ဆိုလို့ရှိရင်ခွန်တော့ပြီး9 6ခွန်ရှိကို9 6ခွန်ရှိကိုကိုတော့ပြီးအဲကျွန်တော်ဆိုလိုချင်တဲ့တွေကအကင်ဖို့ပြောပြတာပေါ့ဒီလိုစီနီယံတွေကဟိုအများကြီးပေါ့ဆိုလိုချင်တဲ့တွေကအများကြီးအများကြီးသူကအဲ့မှာဒီသုံးလုံးပေါင်းကြီးဒီခွန်နော်ဒီသုံးလုံးပေါင်းကြီးဒီခွန်ခွန်ကိုကျွန်တော်တို့9နဲ့ပေါင်းလို့ရှိရင် လုံးလုံးပေါင်းကြီးငါးနဲ့ပေါင်းလို့ရှိရင်တော့နှစ်လို့ဖြစ်တယ်။နော်ဒီလုံးလုံးပေါင်းကြီးဒီ6ချောင်းနဲ့လုံးလုံးပေါင်းကြီးဒီ6 6ကိုကျွန်တော်တို့လုံးလုံးပေါင်းကြီးဒီ9နဲ့ပေါင်းလို့ရှိရင်3လို့ဖြစ်တယ်။နော်3 9ကလုံးလုံးပေါင်းကြီးဒီ3 3ကိုကျွန်တော်တို့6 4 6လုံးလုံးပေါင်းကြီးဒီ1လုံးလုံးပေါင်းကြီး3ကိုလုံးလုံးပေါင်းကြီးဒီ1နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့4လို့ဖြစ်တယ်။နော်6 4 6လုံးလုံးပေါင်းကြီးဒီ6 6ကိုကျွန်တော်တို့6 9 6လုံးပေါင်းကြီးဒီ9လုံးလုံးပေါင်းကြီး6ကိုလုံးလုံးပေါင်းကြီး9နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့5လို့ဖြစ်တယ်။ခု2 3 4 5 6ဆိုပြီးတော့9 9 6လုံးပေါင်းကြီးဒီ1 1ကိုကျွန်တော်တို့9နဲ့ပေါင်းလို့ရှိရင်1 တစ်ကိုကျွန်တော်တို့ဒီမှာက6ဖြစ်ဖို့အတွက်ကော်ပေါင်းကြီးဒီ9အဲ့ကော်ပေါင်းကြီးဒီ9ဆိုတော့၄ထိပ်တစ်ပိတ်လို့သွားလို့ရသလားနော်၄နဲ့6ဒီနဲ့၄နဲ့6အော်မလားမသိနော်လေးနေ6လေးနေ6အဲ့6နောက်ပေးပေါ့ဒီကနော်6နောက်ပေးလေး6နောက်ပေးလေးဆိုတော့အဲ့6နောက်ပေးလေးနဲ့ဝင်လိုက်တာနဲ့တပြိုင်နဲ့တို့ကပေါ့မယ်အနေစာလေးတစ်ခုတို့ရှိတယ 6နောက်ပိတ်လို့ဝင်ခဲ့ပေါ့လေနော်6နောက်ပိတ်လို့ဝင်ခဲ့လို့ရှိရင်၄နေ6 celebrity ပြန်ကြကြနန်းဟိုဒီမှာကကျွန်တော်တို့နှစ်နောက်ပိတ်ဒီမှာကပြန်ကြကြနန်းနှစ်နောက်ပိတ်ပြန်ကြကြနန်းပြင်နေနှစ်နောက်ပိတ်9နောက်ပိတ်6နောက်ပိတ်6နောက်ပိတ်7နောက်ပိတ်နော်1968နော်1968အဲ့ဒီနှစ်ကိုကျွန်တော်ပြမဟို ချုံးပြပေးမယ်ပေါ့ဗျာနော်ပြီးကြမှာချုံးပြပေးမယ်ဒါဖြစ်စဉ်လေးတစ်ခုချင်းသွားလိုက်မယ်နော်ဒီနှစ်နောက်ပိတ်လေးကိုကျွန်တော်ဒီ6ခါလေးနဲ့နှလုံးပေါင်းကြီးတင့်တယ်ခွန်လို့သွားတာနှစ်ပါပါသုံးလုံးပေါင်းကြီးဒီခွန်ဒီ9နောက်ပိတ်လေးကိုကျွန်တော်တို့၃ခါလေးနဲ့နောက်ပေါင်းကြီး30လေးနဲ့တုံညာလို့ဖြစ်တာ9ပါပါသုံးလုံးပေါင်းကြီးဒီတုံညာဒီ6နောက်ပိတ်လေးကိုကျွန်တော်တို့6ခါလေးနဲ့နောက်ပေါင်းကြီးကနေတက်လို့ဖြစ်တာ6ပါပါတက်လို့သွားတာဒီ6နောက်ပိတ်လေးကိုကျွန်တော်တို့ဒီ6ခါလေးနဲ့နောက်ပေါင်းကြီးကနေတက်လို့သွားတာ6ပါပါသုံးလုံးပေါင်းကြီးဒီတက်ဒီ7နောက်ပိတ်လေးကိုကျွန်တော်တို့ဒီ6ခါလေးနဲ့ နောက်ပေါင်းချင်းခွန်နဲ့တုံးမယ်နောက်ပေါင်းချင်းခွန်နဲ့တုံးနေတာနောက်ပေါင်းချင်းခွန်ပေါ့နော်နောက်ပေါင်းချင်းခွန်အဲနောက်ပေါင်းချင်းခွန်နဲ့တုံးတော့မယ်ဆိုလို့ရှိရင်လာနောက်ပေါင်းချင်းခွန်နဲ့တုံးတော့မယ်ဆိုလို့ရှိရင်ဒီတရနာပါဆိုတစ်ချက်နော်နောက်ပေါင်းချင်းခွန်နဲ့တုံးတော့မယ်ဆိုလို့ရှိရင်အဲ့ဒီမှာကျွန်တော်တို့ကခုနကကျွန်တော်ပြောခဲ့တဲ့6နောက်ပြီပေါ့နော်6နောက်ပြီပေါ့ဒီကြတော့ကျွန်တော်တို့ခုနကနှစ်နှစ်5ပြားခွန်5ပြားနဲ့မတော်တော့ပုံစံတစ်မျိုးပေါ့နော်နှလုံးပေါင်းကြီးဒီ၃၃ကိုကျွန်တော်တို့စောင့်တဲ့ပုံလေးရှိတယ် ကိုကိုကျွန်တော်တို့စောင့်နေပုံလို့ရှိငါဟမ်နှလုံးပေါင်းကြီးဒီကိုကိုကျွန်တော်တို့သုံးရနေပုံလို့ရှိကိုကိုကျွန်တော်တို့ခြောက်နှောက်ပိနေပုံလို့ရှိငါဟမ်နှလုံးပေါင်းကြီးဒီတစ်တစ်ကိုကျွန်တော်တို့စောင့်နေပုံလို့ရှိခွန်ခွန်ကိုရှင်းနေပုံလို့ရှိငါဟမ်နှလုံးပေါင်းကြီးဒီလေးနဲ့ကိုနဲ့သုံးသုံးကိုကျွန်တော်တို့စောင့်နေပုံလို့ရှိကိုကိုကျွန်တော်တို့ခြောက်နှောက်ပိနေပုံလို့ရှိငါနှလုံးပေါင်းကြီးဒီသုံးသုံးကိုကျွန်တော်တို့ဆောင်းတဲ့ပေါ်လို့ရှိရင်ကိုကိုကိုကျွန်တော်တို့ငါးဖြစ်ဖို့အတွက်ဆောင်းတော့ပြီ နော်အားရကိုရတယ်ကျွန်တော်ပြေးအဲ့မနေ့ကလိုပဲကျွန်တော်နော်ယူလိုက်တဲ့6ဒီမနေ့ကလိုလေအဲ့ဒီနိုင်လေးမှာပဲဝဲလေ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 နော်ခုလည်းလာကြပြီနော်ဝဲလေ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 ဒီ6ဒီကခုနကတော့ကျွန်တော်ပြောခဲ့တဲ့သုံးလုံးပေါင်းချင်းခွန်သုံးလုံးပေါင်းချင်းဒီနှစ်ဖြစ်သွားတာဒီ1နဲ့6ရက်ကအခုချိန်မှာလာပြီးတော့တဆက်ဆက်မကြောက်တဆက်ဆက်မကြောက်ဆိုတာကဟိုပြစ်ချင်တဲ့သဘောလားနော် ပြည့်စင်တဲ့သဘောလားအဲ့မှာကျသုံးလုံးပေါင်းကြီးဒီကိုသုံးလုံးပေါင်းကြီးဒီတက်ဆိုပြီးတော့အဲ့နောက်လုံးပေါင်းကြီးခွန်တော့လို့ဖြစ်သွားတယ်နောက်လုံးပေါင်းကြီးခွန်တော့ဖြစ်သွားတယ်လေးနေ၆တော့မတွေ့ဘူးလေးတိ၆လို့ခဏမျိုးဟိုထိုးလို့ရတယ်ဆိုတဲ့အကြောင်းကိုပြောပြတာလေးနေ၆တော့မတွေ့ဘူးလေးတိ၆လို့ခဏမျိုးပေါ့သူလိုခဏမျိုးထိုးလို့ရတယ်ဆိုလိုချင်တဲ့အဓိပ္ပာယ်ကဆိုလိုချင်တဲ့အဓိပ္ပာယ်ကဆိုတာကအဲ့မှာဒီနေ့မှကျတို့ဒါစီနီယာအနေနဲ့ ငါးကက်ဒီပေါ့နော်စီနီယာနေနဲ့ငါးကက်ဒီဒါအမှန်ဟိုစီကြောအမှန်လားဆိုတော့လေကိုမမြန်တဲ့မှန်တယ်လို့ပြောလို့မရဘူးမှားတယ်လို့လည်းပြောလို့မရဘူးအဲထိုးရင်လည်းထိုးထိုးကျင်တပါဆိုလည်း900ကိုတောင်ခုလောက်ပဲဒီဒီစာကြီးတွေနဲ့တစ်လောက်လေးနဲ့လည်းကျွန်တော်ဟိုပါပေါ့ဟုတ်ကနထိုးလို့မရဘူးအကနထုတ်လို့ရအောင်ဒါဆိုင်ကတလောက်လေးနေရတော့เนาะအဲ့မှာကျွန်တော်တို့ခုနကတော့ နှစ်ငါးလုံးခွန်ငါးလုံးကိုရွေ့ပြီးတော့ငါးသုံးလုံးနဲ့ငါးငါးလုံးနဲ့ပြန်ထည့်လာပါတော့။ငါးငါးလုံးနဲ့ပြန်ထည့်တဲ့ကကျွန်တော်တို့အမှန်ကြုံရကနန်းတွေကကွဲလဲသွားတာပေါ့။ကနန်းတွေကွဲလဲသွားတာ။အဲဒါကြောင့်အဆင်မပြေဘူး။အဆင်မပြေတဲ့ခါကျတော့ကျွန်တော်ဘာနဲ့ပါမလဲပေါ့နော်။အဆင်မပြေတဲ့ခါကျတော့ကျွန်တော်ကဒီဆရာခီဦးကြီးရဲ့ဟာကတော့ငါးတုစုကတော့ကြိုက်တယ်။ငါးတုစုကိုကြိုက်တယ်ဆိုတော့သူကကျွန်တော်မကြည့်လို့မငါးတုစုကိုကြိုက်တယ် အဲ့မဲ့သူ site ကိုလည်းကျွန်တော်ဟိုမလိုက်နိုင်လို့သူကနောက်အချိန်လေးတော့ကြည့်ပြီးမပေးချင်တော့ဘူးဗျာနော်အချိန်လေးတော့ကြည့်ပြီးမပေးချင်တော့ဒီပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ကြိုင်ခဲ့တဲ့6တိစီပေါ့နော်6တိစီသူကဒီတိခါတိုင်းတစ်ခုတော့ကျွန်တော်တို့ပြတ်သွားတယ်ပေါ့နော်6တိကိုလူကဏ္ဍမျိုးဒါထွက်ခဲ့ရင်အဆင်ပြေတယ်ဒါမှမဟုတ်6တိ6လူကဏ္ဍမျိုးကိုထွက်ခဲ့ရင်စီပြီဒါပေမဲ့သူကခြေစီးတစ်လုံးကမှန်လေးတယ်ခြေစီးတစ်လုံးကမှန်လေးတယ်ဆိုတာကကျွန်တော်တို့ကဟိုလိုပေါ့အခုဒီနေ့မှ9ခက်တည်းကတိတ်ပြီးတော့ဟို ဘာလို့အကြများနေလို့ပေါ့အကြများတဲ့ခါကျတော့တို့မပြက်သေးပြက်လဲမပြက်သေးဘူးမှန်လဲမှန်နေတယ်ပြေးလဲပြေးနေတယ်ဆိုတဲ့သဘောပေါ့နော်ပြီးတဲ့ဘက်ကကျွန်တော်တို့ကန်ခဲ့တယ်ကျွန်တော်တို့ဒီ6ထိပ်စီ5ထိပ်စီ5ထိပ်စီ5ထိပ်စီ3ထိပ်စီ3ထိပ်စီ6ထိပ်စီနော်6ထိပ်စီအဲ့မှာကျွန်တော်တို့ဒါကကျွန်တော်တို့ပြီးခဲ့တဲ့ဘက်က6ထိပ်စီကန်ခဲ့တဲ့ site ပေါ့နော်အဲ6ထိပ်စီကန်ခဲ့တဲ့ site မှာကျွန်တော်တို့က ဒီသုံးလုံးပေါင်းကြီးဒီနှစ်နှစ်ကို6နဲ့ပေါင်းလို့ရှိရင်7နဲ့ပေါင်းလို့ရှိရင်3 3ကို8နဲ့ပေါင်းလို့ရှိရင်7ဆိုပြီးတော့6ပါပါ7 6ပါပါ7နော်5ပါပါကိုကျွန်တော်တို့သုံးလုံးပေါင်းကြီးဒီ9 9ကို9နဲ့ပေါင်းလို့ရှိရင်နှစ်နှစ်ကို8နဲ့ပေါင်းလို့ရှိရင်3ညာ5ပါပါ3ညာအမဒီမှာလည်း9 9ကိုကျွန်တော်တို့သုံးလုံးပေါင်းကြီးဒီ break break ကို6နဲ့ပေါင်းလို့ရှိရင်ခွန်ခွန်ကို3နဲ့ပေါင်းလို့ရှိရင်3ညာဒါအသုံးတည်ရှိမှာကျွန်တော်တို့9တည်းစီ ။ပုံမှန်ပေါင်းကြီးဒီနှစ်နှစ်ကိုနှစ်နဲ့နှစ်နဲ့ပေါင်းလို့ရှိရင်လေးလေးကို6နဲ့ပေါင်းလို့ရှိရင်တို့ည6ဒီရှိ။နော်ဒီဘက်က3။3ဒီကျွန်တော်တို့6 6နှစ်လေးလေးကို9နဲ့ပေါင်းလို့ရှိရင်9 9ကိုကျွန်တော်တို့9ဒီစီနဲ့ပေါင်းလို့ရှိရင်8နော်3ပါပါ8။ဒီဘက်က3ညာဒီစီသုံးလုံးပေါင်းကြီးဒီ665ခွန်ခွန်ကို2နဲ့ပေါင်းလို့ရှိရင်9ကို6ဒီစီနဲ့ပေါင်းလို့ရှိရင်ကတုံညာပါပါ9။ဒီမှာကကျွန်တော်တို့ရှိတိစီရှိတိစီဒီ6 6နဲ့သုံးလုံးပေါင်းကြီးဒီခွန်ခွန်ကို7နဲ့ပေါင်းလို့ရှိရင် ခွန်ကို၄နှပောင်လို့ရှိရင် sorry 1တက်ကိုကျွန်တော်တို့2နှပောင်လို့ရှိရင်3ဖြစ်ပါပါ3ပေါ့အားကျွန်တော်တို့ခုနကမြနော်653လုံး338 3ညာ3လုံး853ပါပါပြန်လှန်တာပေါ့နော်ပါပါပြန်လှန်တဲ့သဘောပေါ့ပါပါပြန်လှန်တဲ့သဘောမှာသူကကျွန်တော်တို့ကဒီရှင်ကန်းနစ်ကဆတာပေါ့နော်ရှင်ကန်းနစ်ကဆတာဒီရှင်ကန်းနစ်ကဆတာပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်တို့ကျွန်တော်ပြောခဲ့တယ်အဲရှင်ကန်းနစ်ကဆခဲ့တဲ့ရာပဲသူကတော့ဒီ9ညာ ဒီဘက်ကပြန်ပြီးတော့ယူသေးရပါဘောเนาะဒီဘက်ကပြန်ယူရဒီဘက်ကလာတဲ့ဒီကောက်ပေါင်းချင်းမတ်တပ်တို့ပြတ်သွားတာဘောเนาะနှလုံးပေါင်းချင်းဒီငါငါ့ကိုရှင်းနေပေါင်းလို့ရှိရင်တော့ရူဘီကဲဘက်ကဒါစုကြရသူကဒီဆန်းကကြိုက်တယ်အဲ့လိုပြောမှာပေါ့နော်ဆန်းကကြိုက်သေးတယ်အဲ့လိုအဲ့လိုပဲပြောမှာပေါ့နော်ဒီငါငါ့ကိုကျွန်တော်တို့ရှင်းနေပေါင်းလို့ရှိရင်တော့အဲ့မှာကျွန်တော်တို့၃ပေါင်းချင်းဒီ30 30ကိုရှင်းနေပေါင်းလို့ရှိရင်8 3ပါပါ8 sorry ဒီမှာကကျွန်တော်တို့ ခွာငါ့ကိုရှင်းနေပေါ့လို့ရှိရင်သုံးသုံးကိုသုံးလုံးပေါင်းကြီးဒီတစ်စီကိုရှင်းနေပေါ့လို့ရှိရင်ရှစ်ခမကနှလုံးပေါင်းကြီးဒီရှစ်ရှစ်ကိုခွန်နေပေါ့လို့ရှိရင်ငါငါးကြီးကျွန်တော်တို့လေးတစ်ခွန်သုံးလုံးပေါင်းကြီးဒီနှစ်နှစ်ကိုကျွန်တော်တို့ရှင်းနေပေါ့လို့ရှိရင်တုံညာငါးပါပါတုံညာဒီမှာကျွန်တော်တို့သုံးနဲ့လေးနဲ့ပေါ့လို့ရှိရင်ခွန်ခွန်ကိုကျွန်တော်တို့ကွာတစ်စီနဲ့ပေါ့လို့ရှိရင်ခွန်အဲ့ဒီခွန်ဒီကျွန်တော်တို့6ခွန်6သုံးလုံးပေါင်းကြီးဒီကိုကိုကိုသုံးထိတ်နဲ့ပေါ့လို့ရှိရင်နှစ်ခွန်ပါပါနှစ်ဒီမှာကျွန်တော်တို့၃ညနဲ့၆နဲ့ပေါ်လို့ရှိရင်၆၆ကို၃နဲ့ပေါ်လို့ရှိရင်၉နော်အ ဲ့ဒီကိုကိုပါပါလုံး6နှစ်သုံးလုံးပေါင်းကြီးဒီရှေ့ရှေ့ကို6နှစ်ပေါင်းလို့ရှင်6နှစ်စီနဲ့ပေါင်းလို့ရှင်လေကိုပါပါလေဒီမှာကျွန်တော်တို့နှလုံးပေါင်းကြီးဒီရှေ့ရှေ့ကိုကျွန်တော်တို့6နှစ်ပေါင်းလို့ရှင်ခွန်အဲ့ဒီခွန်ကြီးကျွန်တော်တို့6နှစ်ကသုံးလုံးပေါင်းကြီးဒီ3သုံးကို6နှစ်စီနဲ့ပေါင်းလို့ရှင်နှစ်ခွန်ပါပါနှစ်နော်ဒီမှာကျွန်တော်တို့နှလုံးပေါင်းကြီးဒီ6နှစ်6နှစ်ပေါင်းလို့ရှင်နှစ်နှစ်ကို6နှစ်6နှစ်ပေါင်းလို့ရှင်နှစ်နှစ်ကို2နှစ်ပေါင်းလို့ရှင်လေအဲ့ဒီလေးဒီ၄ပါပါ6 5နှစ် သုံးလုံးပေါင်းကြည့်ဒီသုံးကို6ထည့်နဲ့ပေါင်းလို့ရှိကို၄ပါပါကိုဒီမှာကကျွန်တော်တို့နှလုံးပေါင်းကြည့်ဒီနှစ်နှစ်ကိုကွာခွန်နဲ့ပေါင်းလို့ရှိကိုအဲ့ဒီကိုဒီကိုပါပါသုံးလုံးပေါင်းကြည့်ဒီနှစ်နှစ်ကိုနှစ်နဲ့ပေါင်းလို့ရှိလေကိုပါပါလို့ဆိုပြီးဟမ်ကျွန်တော်ကဒီအချိန်နေဆယ်မှာသူ့ကိုပဲအဓိကခြေရှိကိုပဲအဓိကအသုံးပြုမယ်ပေါ့ခြေရှိကိုသူ့ကိုပဲအဓိကအသုံးပြုမယ်နောက်ပြီးတော့ဆရာခီဦးဒီတင်ထားတယ်ကျွန်တော်တို့မာထိတ်ကိုလည်းဒုတိယ ့စားပြီးအနေနဲ့အတုံးပြူမယ်။ဂျန်တဲ့ site တွေမှာတော့ဗနန်းကဟုတ်ပြီပတိစီထုတ်နေရတခုချင်းစီထုတ်တော့ထုတ်တာတယ်ထုတ်တာကဟိုဆက်ဆက်ဒီဆက်ဆက်တွေနဲ့နော်ဟိုဆက်ဆက်ဒီဆက်ဆက်တွေနဲ့စီကြောမရှိတဲ့ကကြတော့သူကြတော့ကျွန်တော်တို့ဒီအပေါ်လာခဲ့တဲ့တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်သူ့မှာလည်းတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်ဒါအတိုင်းပဲညီရလို့အခုချိန်ကြီးလို့ပြောရမှာပေါ့နော်အခုနှစ်ကက်မှာတော့ဒါသူ့ကိုကျွန်တော်တို့ဂျန်တဲ့ချမ်း ဆရာကြီးရဲ့ခုနှစ်ကတိရှိရင်ထည့်ပြီးဒါမှမဟုတ်၆ကတိရှိရင်ထည့်ပြီး၅ကတိနဲ့တော့သွားမထည့်နဲ့၅ကတိနဲ့ထည့်ရင်တော့ကျွန်တော်တို့ပုတ်တီးကတာကြီးများသွားမယ်ဆိုလို့လည်းရမှာမဟုတ်ဘူးเนาะအဘာဖြစ်ဖြစ်ပါကျွန်တော်တို့နောက်ပြန်လည်းဆက်ပြီးတော့တတိတိဖိုင်တင်မယ်အဲ့ဒါဒီနောက်ဆုံးတော့တုံးစက်တင်နေရမှာပေါ့ချုပ်ပြီးမှာပေါ့เนาะဟိုဟိုဆက်ဆက်ဒီဆက်ဆက်နဲ့ဆက်လို့ရတာဆက်ကြည့်အောင်ဒါမှမဟုတ်ကျွန်တော်တို့စီကြောတစ်ခုခုအမှန်ကန်တွေ့ခဲ့လို့ရှိရင်လည်းစီကြောနဲ့ကြိုင်ပြီးတော့အသုံးပြုရမှာပေါ့အခြားဆရာတွေရဲ့ site တွေကိုကျွန်တော်တို့ခါငှားကြမှာပြန်ပြီးတော့ရှားပြီးတော့လေးလာကြည့်ရအောင်ပါအဲဒါကြောင့်ကျွန်တော်တို့အချိန်နေစမှာ2 take 5 take ထိစီနှလုံးဒီနှစ်ခုပဲကျွန်တော်တို့အသုံးပြုပါမယ်အားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာ